ဂျုံမိုးကတဲကြီးမဲကြီးရွာနေသည်ဘဘူးမြင့်ရဲ့ဈေးကလည်းအချိန်အဟောင်းပြင်းပြင်းဖြင့်စီးမြောနေသည်သည်မိုးတိမ်တောင်အမောက်ကြားမှလင်းလက်ပြိုးပြက်သောလျှက်စင်နွေတန်းကမိုးချစ်ချုံတန်နေအတူစီးချက်မညီမညာညီဟိနေ၏တခါတရံမြေပြင်ပင်တုံခါသွားလေရောသလားဟုတွေးထင်ရနိုင်ပေသည်1920ပြည့်နှစ်ဂျွန်လ9ရက်တွင်ဆရာဗမော်တိန်အောင်လောင်းလျာသို့မဟုတ် အနာဂတ်၏လင်းယုံကလေးကို မွေးဖွားဆန့်ဆင်ခဲ့ပေသည်။ထိုလင်းယုံကလေးမှာမြန်မာနိုင်ငံအတွက်လက်ဆောင်မုံတစ်ခုဖြစ်သည်ကိုကအဘဦးနေနဲ့အမိတော်စောမြိုင်တို့ကသိကြရှာမြင်မဟုတ်ပေ။မိုးတက်မုန်တိုင်းကြားမှာရှင်သာမွေးဖွားလာသောလင်းယုံကလေးသည်တဘာဝမိုးတက်မုန်တိုင်းများကြားမှာမွေးဖွားခဲ့သည်မဟုတ်။မြန်မာနိုင်ငံ၏နိုင်ငံရေးမုန်တိုင်းအဆင့်ဆင့်ကြားမှဖြတ်တန်းခဲ့ရသည်ကိုလည်းအထူးသတိပြုရပါမည်။ လင်းရုံငယ်၏အချင်းအိတ်ကို1920ပြည့်နှစ်ရန်ကုန်တက္ကသိုလ် University အဥပဒေစန့်ကျင်ရေးကျောင်းသားအရေးတော်ပုံဖြင့်စေ့ကျော်ခဲ့သည်မဟုတ်လောဆရာဗမောတင်အောင်ကဗြိတိရှကိုလိုနီခေတ်မြန်မာနိုင်ငံ၏နေချက်စန့်ကျင်ရေးမုံတိုင်းကြားမှမွေးဖွားခဲ့ပြီပြည်သူတို့ကနေချက်စန့်ကျင်ရေးအမျိုးသားလွတ်လပ်ရေးတိုက်ပွဲဟေကျွေးတံများမိုးချုံတံလိုပွက်လောရိုက်နေသောကာလတွင် မွေးဖွားခဲ့ခြင်းဖြစ်သည် 1930ပြည့်နှစ်တွင်ကမ္ဘာအရင်းရှင်နေချက်နိုင်ငံကြီးများစီးပွားပြက်ကပ်စိုက်ခဲ့ပေးသည်ထိုကဲ့၏ကြက်သည်ကိုလိုနီနိုင်ငံများအားကွင်းမသွားခဲ့မြမတောင်သူလယ်သမားများထိထိခိုက်ခိုက်ခံစားကြရ၏ဒီကြားထဲတွင်မြမပြည်ကိုလိုနီအစိုးရကတတမေဒအခွန်ဆိုသည်ကိုကောက်၏တောင်သူလယ်သမားတို့နူရဝဲဆွဲလဲရတခုထောင်းကိန်းစိုက်ရပြီး ။နေသမားတို့စိတ်ထဲပြင်းထန်သောဆင်းရဲကြက်တဲမှုဒုက္ခကိုခံစားလာရ၏။နေသမားကြီးသည်မိမိဘေးနားတွင်ငှက်ကြီးတောင်ဓာတ်ကိုချထားပြီးရန်ရှာသူကိုခုတ်ပန်းရန်စောင့်နေခြင်းမျိုးဖြစ်လာရပေ၏။မိုးခေါင်တုံးငှရောင်ဘသူဆွဲမလဲ။ဓာတ်ဆွဲရင်ဘေးနားချထားတဲ့ငှက်ကြီးတောင်ဓာတ်နဲ့ခုတ်ပိုင်းမယ်ဟုပိုင်းဖြတ်ထားချိန်နဲ့ပိုလိုနီအစိုးရထိတ်တိုက်သွားတိုးတော်၏။ ဂျီတိရှကိုလိုနီအစိုးရကအခွန်တိုးကောက်လိုက်သောအခါအချက်ရပြီးဆရာဆန်ခေါင်းဆောင်သည့်တောင်သူလက်သမားတပုံများတာယဝတီရိုးမတောင်ကြီးတွင်မိုးဝင်ခံပြီးပုံကန်ကြတော့၏တရားသောစစ်ကိုဆင်နွှဲခြင်းဖြစ်ပေသည်ဆရာဗမော်တိန်အောင်ကဆယ်နှစ်သားအရွယ်၌ပင်လက်သမားတပုံနှင့်မိတ်ဆက်ရပြန်သည်ဖိနှိပ်မှုကိုငြိမ်းချမ်းစွာတောင်းဆို၍မရလျင်လက်နက်ကင်ပုံကန်သည်မှာတရားသည်ဆိုသောအသိပညာကို ဆရာဘမောထိုစဉ်ကပင်ရားခဲ့ပုံရသည် ထို့ကြောင့်တပုံကြီးဝိထုပေါ်လာဟန်တူသည်ငါအောကဲ့သို့ဆရာဆန်ရေးတော်ပုံကို အခြေခံသောဝိထုလည်းရေးခဲ့ပေသည်1930ပြည့်နှစ်အရင်းရှင်စီးပွားပြက်ကသည် တောင်ကျေရှောမှကြလာသည့်ကားတစ်စီးလိုအချိန်တတ်နိုင်ပုံမရ ၁၉ရာစုတွင်ကမ္ဘာအရင်းရှင်စနစ်သည်လဝတိအုပ်အရင်းရှင်စနစ်အထိအမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီးနယ်ချက်ကိုလိုနီစနစ်သည်ကမ္ဘာပတ်လွှမ်းခြုံခဲ့ပြီးနယ်ချက်ကိုလိုနီနိုင်ငံကြီးများသည်ရခင်ပိုင်ဆိုင်ခဲ့သောနေမြင့်များနှင့်မလုံလောက်တော့ပြန်လည်တိုးချဲ့ရန်ခွဲဝေဖို့လိုလာသည်နယ်ချက်အရင်းရှင်များကြားငြိမ်းချမ်းစွာခွဲဝေရေးအပြစ်တမာရှိဟန်မတူပေစစ်ရေးပြင်ကြပြီးဒုတိယကမ္ဘာစစ်ပွဲဆင်နွှဲလာကြသည် အင်္ဂလိပ်အမေရိကန်ပြင်သစ်ဂျာမနီ စပိန်ဂျပန်တို့ကြားစုသည့်လူစု၊ကွဲသည့်လူကွဲနဲ့အုပ်စုနှစ်စုထိတိုက်တွေ့ကြပြီးနယ်ချဲ့စစ်ဝါဒီတို့၏လောဘသည်အတောမတတ်နိုင်ကြပြီနောက်ဆက်တွဲအဖြစ်ကိုလိုနီနိုင်ငံငယ်များပတ်သက်လာရသည်မြန်မာနိုင်ငံလည်းစစ်ပွဲကြီးမှငြိမ်းခွင့်မရပြီ စစ်ပွဲသည်နေချဲ့သမားချင်းတသက်ဖြစ်ရုံမဟုတ်ပဲဖက်စစ်နေချဲ့နှင့်ဒီမိုကရေစီမဟာမိတ်များကြားဖြစ်သောစစ်ပွဲအတွင်ပြောင်းခဲ့ပေသည်ဒုတိယကမ္ဘာစစ်ပွဲအခြေအနေပေါ်မှီပြီးမြန်မာပြည်ချင်းနိုင်ငံရေးကောင်းဆောင်များကမြန်မာနိုင်ငံအင်္ဂလိပ်ကျွန်အဖြစ်မှလွတ်မြောက်ရေးစတင်ခဲ့သည်အင်္ဂလိပ်အခက်ဗမာအချက်ဆိုပြီးကြွေးကြော်ခဲ့သည်အာရှသာဖက်စစ်ဂျပန်နဲ့မဟာမိတ်ဖွဲ့ပြီး1942ခုနှစ်တွင်အနှစ်တရာကျော်အုပ်စိုးခဲ့သော အင်္ဂလိပ်ကိုလိုနီအစိုးရအားတိုက်ထုတ်ခဲ့သည်။ဖက်စစ်ဂျပန်တပ်ဖက်နက်အောင်မြန်မာပြည်ရောက်ရပြန်သည်။ဂျပန်တို့ပေးသောရွှေစိန်လွတ်လပ်ရေးကရခဲ့၏။ဆရာဗမော်နိုင်ငံရေးမုံတိုင်းတစ်ခုကိုဖျက်ရပြန်သည်။အရွယ်တော့ရောက်ခဲ့ပြီ။ဖက်စစ်နှင့်တော်လန်ရေးပုံရိပ်များဆရာဗမော်၏အုံနောက်အတွင်သို့တတွင်တွင်စီးစင်းလာမည်ကတေချာ၏1930ပြည့်နှစ်ဝင်းကျင်ကပင် မြန်မာနိုင်ငံရေးလောကအတွင်းစီးဝင်လာသည့်အရင်းရှင်စနစ်၏အဘိဓမ္မာနိုင်ငံရေးစီးပွားရေးဝါဒများအားမြေလံဆန့်ကျင်သောတစ်လွင်သည့် mass ဝါဒ၏ social နှင့် community အတွင်းမြေများနှင့်လည်းဆရာပမောနေဆက်ခဲ့မည်ထင်သည်အထက်တန်းကျောင်းသားဘဝကပင်ဆရာသည်စာပေအမှုပညာပါရမီဇဝင်ခဲ့၏ဌာနချုပ်ဦးချင်းမောင်သည်ဆရာပမောတရား၏လက်ဦးဆရာဟုသိရသည်မဟာအာဟုသောကလောင်အမည်ဖြင့်ရေးသားခဲ့သည် မမော်တိန်အောင်ဟူသောကလောက်အမည်မိသူမိပုံရခဲ့သည်ကိုဆရာနှင့်စာရေးသူတရံရောအခါကပင်လယ်ကမ်းခြေတစ်ခုကတဲတောင်ဖြူလွက်လွားပေါ်ညနေခင်းလမ်းလျှောက်စကားဆက်မိပြောကြစဉ်စူဇန်ကြည့်မိသည်ဆရာကဒီလိုဗျာကျွန်တော်ကမိဘများနဲ့မကိုးကနေဗမော်မြို့ကိုပြောင်းပြီးနေခဲ့ရတယ်။နောက်မိဘများရန်ကုန်ပြောင်းတော့ရန်ကုန်မှာကျောင်းဆက်နေတယ်။တသင်္ကန်းနဲ့မှာဗျာကျွန်တော်နဲ့နာမည်တူတာတွေများတာ။အတန်းဆရာကအမှတ်လို့လွယ်အောင် ပြောင်းလာတဲ့မြို့နာမည်နဲ့တွဲပြီးကျွန်တော်တို့နာမည်တွေကိုခေါ်တပြဒီမှာတွင်ကျွန်တော်ကမမော်တင်အောင်ဖြစ်သွားတယ်။နောက်စာရေးတော့အဲ့ဒါကိုကလောင်အမည်ဖြစ်သုံးလိုက်တာပေါ့ဗျာဟုနှိဟခဲ့သည်။မမော်တင်အောင်သည်အင်္ဂလိပ်စစ်တပ်ဘုံဘေဘာမှတစ်ကုံမနီတစ်ကုံတဲ့ဘဝဖြစ်ထူထူဘဝကိုဖျက်တမ်းကဒေါခင်ဦးနဲ့အိမ်တောင်ကြပြီးမိသားစုဘဝကိုဖျက်တမ်းခဲ့ရသည်။သို့သောဆရာသည်သူ့အတွင်းနဲ့သူ့အရေးဝါသနာပေါ်က စွမ်လို့ရန်တုံဆောက်ဤတုံဆောက်ယုံမကရှေ့သို့သာတိုး၍ဆောင်ရွက်ခဲ့ပေသည်ဂျပန်ဂျာမနီအီတလီနှင့်စပိန်ပတ်စစ်ဝင်ယူရန်နိုင်ငံတို့သည်အင်္ဂလိပ်အမေရိကန်ပြင်သစ်တို့ဥဆောင်သောအနောက်မဟာမိတ်အုပ်စုနှင့်ဆိုဗီယက်ရုရှားခေါင်းဆောင်တို့လက်တွဲပြီးဖြိုချတွန်းလှန်ခဲ့ခြင်းကြောင့်ဖြိုချသွားခဲ့ရသည်ထို့ကြောင့်လည်းယနေ့တိုင်ဖက်စစ်စနစ်ကွယ်ပြောက်သွားခဲ့ရပေသည်ဤဒီမှာထိုမဟာမိတ်တပေါင်းစုဤကျေးဇူးဟုဆိုရမည်ဖြစ်သည် မြမမြေပြင်၌လည်းအနောက်မဟာမိတ်တပ်များနဲ့ပြည်တွင်းပါစပလပြည်ချစ်တပေါင်းစုတို့ပူးပေါင်းပြီးဂျပန်ဖက်စစ်တို့ကိုမောင်းထုတ်နိုင်ခဲ့သည်။ဤတိုက်ပွဲအတွင်းညီညွတ်ရေးကြောင့်ပင်ပြည်သူနှင့်နိုင်ငံရေးခေါင်းဆောင်တို့ပေါင်းစည်းမိခဲ့ကြသည်။ကောက်ချစ်ဆင်းလဲသောအင်္ဂလိပ်နယ်ချက်ကိုလိုနီဆိုရသည်မြမပြည်တို့ပြန်ဝင်လာပြီးကိုလိုနီအုပ်ချုပ်ရေးကိုဆက်လက်ကျင့်သုံးသည်။မြမအမျိုးသားနိုင်ငံရေးအုပ်စုကိုတတ်ရှုသွေးခွဲ ဖြိုခွင်းရန်အတွက် နေချက်လက်ဝေကန်နိုင်ငံရေးအပြော့သမားများကိုရှာဖွေခဲ့သည်။လက်ဝေကန်နိုင်ငံရေးအုပ်စုအတွင်းမှအပြော့အမာဂိုင်းကိုရွေးချယ်ခဲ့သည်။ကလုံဦးစော့ကဲ့သို့အမာဂိုင်းကိုတွေ့တဲ့ကဲ့သို့အင်္ဂလိပ်အစိုးရနဲ့ပြပြဖြစ်ဖြစ်စိတ်ဆက်ကြေးအေးလိုသည့်အုပ်စုကိုလည်းအင်္ဂလိပ်တို့တွေ့ခဲ့သည်။တခင်အောင်ဆန်းကအင်္ဂလိပ်တို့လူလားကြတော့လဲတခင်အောင်ဆန်းကလဝဲအင်အားစုများအပေါ်တန်ရုံးစဉ်ကင်းကင်းပြက်ပြက်ရှိပုံမရဟုကောက်ချက်ချပုံရသည်ထို့ကြောင့် ကလုံးစောလိုလက်မညွန့်ဘကွက်အာနာသားကိုတုံးပြီး တခေအောင်ဆန်းကိုလှုပ်ကြံစေခဲ့သည်ဒုတိယအပျော်စားအဆုနှင့်ဆစ်ဆက်ပြီးလွတ်လပ်ရေးပေးခဲ့လေသည်ပြည်တွင်းနယ်ချက်စန့်ကျင်ရေးဖက်စစ်စန့်ကျင်ရေးကာလကတိုင်းနာပေါင်းစုံ၏အပြေအဝထောက်ခံမှုရသောအမျိုးသားနိုင်ငံရေးအင်အားစုပြိုကွဲခဲ့ရပေသည်။နေချက်အင်္ဂလိပ်တို့နှင့်ဆက်ဆက်ဆွေးနွေးသွားသောဖာဇပလဆိုရှယ်လစ်အုပ်စုနှင့် ဇယားမကိုက်သည့်ဗမာပြည်ကွန်မြူနစ်ပါတီကိုအစပြုခဲ့သည်။တိုင်းရင်းသားများနဲ့လည်းဖာစာဘလဆိုရှယ်လက်အစိုးရတို့အစိမကတ်ခဲ့ပြီ။လူမျိုးငယ်များနဲ့ပြည်တွင်းစစ်ကိုလည်းအီမာပြိုးထောင်ခဲ့လေသည်။ဇယားဗမော်သည်ဤနိုင်ငံရေးမြေပေါ်၌သူ၏အတွေ့သူ၏သဘောများကိုပြိုးထောင်ခဲ့ရလေသည်။မတ်စွာရာအတွေ့ခေါ်ကိုခံယူသောဆရာသည်သူ့အရေးသူ့စာများကို ပြည်သူဘဝပြည်သူလွမြောက်ရေးနဲ့အမှုပညာကိုပေါင်းဆက်လေ့လာတော်သည်ဆရာသည်စာပေအမှုပညာဘက်ကိုကူးပြောင်းလိုစိတ်ထက်သန်လာမှုမှာစိတ်စဉ်ဝဲတစ်နေ့တခြားတားမနိုင်စိတ်မရပြင်းထန်ကြီးထွားလာပုံရသည်နောက်ဆုံးသူမိသားစုကို ကောင်းမွန်စွာကျွေးမွေးပြုစုနိုင်သောစီးပွားရေးလုပ်ငန်းကိုဆုံးဖြတ်ခါငွေတော့ပိုက်ပြီးဆရာတကုံတရာထံရောက်ရှိခဲ့ပေသည် မြန်မာနိုင်ငံလွတ်လပ်ရေးရတော့လဲစီးပွားရေးကပဒေသရမြေရှင်စနစ်မှရုံးမထွက်နိုင်လေသမားတို့ကြုံးမွဲဘွားမှမလွတ်မြောက်နိုင်အလုသမားတို့လောက်ခနဲ့နေထိုင်မှုစရိတ်တနေ့တခြားကွာဟလားမြို့နေဆင်းရဲသားတို့ညိအိမ်ညက်နေအနားယူအိပ်ဆက်စရာကြောခင်းစရာနေရာမရှိ နိုင်ငံသားကုံစီများပေါ်မိခိုရရွေကုံစီနှုံးကတနေ့တခြားမြင်မာခဲ့အမျိုးသားရင်ကျေးမှုများတစတစဆောက်ရုပ်ပြီး နိုင်ငံသားယဉ်ကျေးမှုအပေါ်ပို၍ပို၍မိခိုအားပြုလာရ။ရာဇဝဲမှုနှင့်အကျင့်ပြတ်ခြားစားမှုတိုးပွားလာကအစိုးရ၏အရာရှိဆုံးအောက်ချုပ်ရေးရန်ရာများနှင့်ငွေချင်းရှင်းရှင်တို့ပေါင်းပြီးလူစည်းရဲများပေါ်ဖိနှိပ်မှုတိုးလာ၏။အစိုးရရန်ရာ၏အကျင့်ပြတ်ခြားစားမှုတံပြည်သူများခံလာရသည့်အနှိတ်ထယုံများခါစီခံလာရသောအောက်ဆုံးလွှာအလौဒမလဲဒမနှင့်မြို့နယ်စင်ရသားတို့ မခံမရနိုင်ဖြစ်ခါစစ်ပီးစားနဲ့လွတ်လပ်ရေးခေဦးမှာပဲတပိတ်တိုက်ပွဲများထွန်တုံးတိုက်ပွဲများအထွေထွေဆန္ဒပြပွဲများသည်မြို့နယ်ကျေးလက်အနှံ့ပေါ်ပေါက်လာပေသည်ပြည်သူဆန္ဒပြတိုက်ပွဲများအစိုးရ၏ဖိနှိပ်ချုပ်ချယ်မှုများတရားရုံးဆိုသည့်များကတည်ဆဲဥပဒေဆိုသည့်များနဲ့မတရားဖိနှိပ်မှုများအပြင်ကျေးလက်နေပြည်သူတို့ပေါ်အစိုးရပြူစောတိတပ်ဖွဲ့များအစိုးရလက်ပါစီကာဝေးတပ်ဖွဲ့များ စစ်တပ်နဲ့ပလိတ်တပ်ဖွဲ့များ၏ဖိနှိပ်မှုနဲ့ရရှင်တို့၏သွေးဆုံမှုတံကိုမခံမရနိုင်ကခုခံကြသဖြင့်ပြည်တွင်းစစ်သည်ပုံမူကြီးထွားလာရပေသည်။စာပေအမှုပညာသည်စာပေအမှုပညာတန်တန်ရေးသားမှုတွင်ရပ်တန့်မနေချေ။စာပေအမှုပညာရင်ကျဲမှုတို့သည်ပြည်သူတို့၏ဘဝပြည်သူတို့၏ခံစားမှုနှလုံးသားတို့ကိုရောင်ပြန်ဟတ်သည်ဟုမတ်စ်ဝါဒစာပေသဘောတရားကတွင်တင်၏။ထို့ပြင် စာပေအမှုပညာယဉ်ကျေးမှုတို့သည်အရေးထင်ယုံမကပြည်သူတို့၏ဆိုးဝါးသောခံစားချက်ကိုလွတ်မြောက်ရန်နေလန်သဘောတရားကိုလမ်းညွှန်ရမည်ဟုမတ်စဝါရာ၏ဆိုရှယ်လစ်သရုပ်ဖော်စာပေအမှုပညာကလမ်းညွှန်ပြန်သည်ဆရာဗမော်၏စာပေအရေးသားယဉ်ကျေးမှုသည်1950ဝန်းကျင်တွင်အတော်မြင့်မားခဲ့သည်ဟုဆိုနိုင်သည်ဆရာကြီးအတွေးနဲ့ဆရာကြီးအရေးတို့သည်စူးရှလာ၏ဆရာကြီးအရေးနဲ့ဆရာကြီးအတွေးသည် ြည်သူလွတ်မြောက်ရေးမဟုတ်ဦးသို့ဦးတည်သော တော်လှန်ရေးစာပေများရေးသားလာခဲ့ပေသည်ထို့ကြောင့်လည်းအုပ်စိုးသူမြေရှင်အရင်းရှင်နှင့်နေချဲအပေါ်မိခိုသောဖာဇာဘလဆိုရှယ်လစ်အစိုးရလှုပ်လှုပ်ရှားရှားဖြစ်လာရပေတော့သည်1950ပြည့်နှစ်တတကရေးခဲ့သောပြည်တော်သားခင်ခင်ဦးပြည်တွင်းဆက်တပုံကြီး အမေတို့နဲ့ပတ်သက်၍အစိုးရအားအတင်ညိုဖြတ်စေသည့်ပုံမှန်များဖြင့်စုစုပေါင်း6နှစ်ထောင်ကျခဲ့သည်1950ခုနှစ်တွင်စတင်ထောင်ကျခဲ့တော်လဲရှော့ရက်များလူငယ်ချမ်းသာကွင်စတ္ထတန်ခါယနာတင်ပွဲများနှင့်တို့၍၄နှစ်သက်သာနှင့်ပြန်လည်လွတ်လာခဲ့လေသည်ထိုစဉ်ကအကျဉ်းထောင်စနစ်သည်ပါဇပလအစိုးရ၏ပါလီမန်ဒီမိုကရေစီလွှတ်တော်စနစ်ဖြင့်အုပ်ချုပ်သောကာလဖြစ်၍ဘိုးနေဝင်းဆရာနာရှင်စနစ်လောက်ဥပဒေမဲ့နှိမ့်ဆက်မှုမလုပ်ပေ အင်္ဂလိပ်တို့ပြဋ္ဌာန်းခဲ့သောကိုလိုနီထောင်ဥပဒေအရနိုင်ငံရေးအကျဉ်းသားများအနေနဲ့ရတဲ့သောအခွင့်အရေးပေး၏။စာလဲရေးရ၏။ဆရာသည်ရသည့်အခွင့်အရေးကိုအသုံးချ၍ဆိုရှယ်လစ်အဘိဓမ္၊ဆိုရှယ်လစ်ဂီကာ၊မြန်မာနိုင်ငံတော်သမိုင်း၊ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်းတို့ကိုပြည့်စုံနိုင်ခဲ့သည်ဟုရေးသားပူပေသည်။ဆရာသည်ယသစာပေရေးရုံနှင့်အာရုံမပေါ်လူတို့အားအသိအမြင်ပေးရတွင် တိုက်ရိုက်ရိုးရှင်းစွာပေါ်ပြနိုင်သောသတင်းစာလုပ်ငန်းကိုစိတ်ဝင်စားပုံရသည်ထို့ကြောင့်ယသစာပေများသဘောတရားစာပေများပြုစုခြင်းနှင့်တစ်ချိန်တည်းသတင်းစာနှင့်ဂျာနယ်တို့ထုတ်ဝေခဲ့၏လင်းယုံသတင်းစာနှင့်လင်းယုံဂျာနယ်ထုတ်ခဲ့သည်လင်းယုံမဂဇင်းပင်ထုတ်ခဲ့သေးသည်ဟုမှတ်မိသည်ဆရာသတင်းစာနှင့်ဂျာနယ်ထုတ်ဝေသောကာလသည်မြန်မာနိုင်ငံ၌ပြည်တွင်းစစ်ရှိန်မြင့်မားနေဆဲဖြစ်သည် အမေရိကန်နယ်ချဲ့သမားသည်ဗြိတိကဘာဆဲအပြီးကိုလိုနီနယ်ချဲ့ဟောင်းတို့ဆုတ်သွားသောနေရာတို့၌အစားထိုးနေရာယူရန်အားထုတ်သောကာလလည်းဖြစ်၏ဆိုဗီယက်ယူနီယံခေါင်းဆောင်သောဆိုရှယ်လစ်နိုင်ငံများအားစစ်ရေးအရဝိုင်းပိတ်ရန်အားထုတ်သောကာလလည်းဖြစ်၏ဥရောပတွင်နေတိုအရှေ့လယ်ပိုင်းတွင်စီတိုအရှေ့တောင်အာရှတွင်စီတိုဩစတြေးလျနှင့်နယူးဇီလန်တို့တွင်အင်ဇက်ဂျပန်တွင်လုံခြုံရေးစာချုပ် စသည်အသီးသီးသောစာချုပ်များဖြင့်ချုပ်ကင်ပြီးစစ်တပ်များချထားသည်။တန်ကိုရီးယားတွင်အမေရိကန်စစ်တပ်ချထားပြီးကိုလိုနီလက်သက်ဝါဒကျင့်သုံးခဲ့သည်။နိုင်ငံရေးစည်းဝါးရေးကိုချက်လှယ်သည်။ကွန်မြူနစ်စန့်ကျင်ရေးကို တွင်တွင်ကြဲကြဲလှုပ်လာ၏။နောင်ကျိုးမဲ့ကဘာဖြစ်ရမည်ဟုဝါဒဖြန့်၍ကိုလိုနီစန့်ကျင်ရေးလှုပ်သည်။ MIA ကဲ့သို့သောဇာရိတမြင့်တင်ရေးအဖွဲ့များဖွဲ့ပြီးနိုင်ငံငယ်များသို့ထိုးပေါက်သည်။ဘာသာရေးအမှုပညာ ပညာရေး၊ရှင်းချင်းမှုလူမှုရေးဗတ်ဆောင်ကထိုးဖောက်၍နိုင်ငံများအတွင်းထောက်လန်းသည်ဗဟိုထောက်လန်းရေး CIA ကကြိုးကင်ပြီး အမေရိကန်နိုင်ငံသားရေး policy ဤအဆက်ဖြစ်ပေသည်မြန်မာနိုင်ငံမှာအမှုပညာနှင့်နိုင်ငံရေးစီရေးပုံကိုတချို့ CIA နှင့်ဆက်စပ်မှုရှိသည်ဟုအတိုက်အခံနိုင်ငံရေးအသိုင်းအဝိုင်းကဖော်ထုတ်ကြသည် အထူးသဖြင့်အာဆီယံဟုခေါ်သောနိုင်ငံများသည်ထိုစဉ်ကစီတိုခေါ်အရှိတောင်အာရှစာချုပ်အဖွဲ့ဝင်နိုင်ငံများဖြစ်သည် ထိုင်းနိုင်ငံတွင်စီတိုးစစ်ဌာနချုပ်ဖွင့်သည်သူစဉ်ကဆိုရှယ်လစ်ဂိုင်းနှင့်အနောက်အုပ်စုဂိုင်းတို့၏ပဋိပက္ခကနေရာအနှံ့အပြားရှိခဲ့သည်အနှွင့်မြူဘုံများလည်းအသီးသီးထုတ်လုတ်ကင်ဆွဲနေကြပေပြီအဆိုပါအခြေအနေများကြောင့်တတရကဘာဆက်အနှွင့်မြူစစ်ပွဲများဖြစ်လာအောင်မည်လို့ဟုကမ္ဘာပြည်သူများရင်မနေကြရပေသည်သူစဉ်ကဆရာဗမော်ဤလင်းယုံသတင်းစာဂျာနယ်တို့နှင့်အတူထွက်ရှိကြသည့်ဒုတက်သောသတင်းစာဂျာနယ်တို့တွင်လည်း ကမ္ဘာငြိမ်းချမ်းရေး၊နယ်ချဲ့ဆန့်ကျင်ရေး၊ဒီမိုကရေစီရေးအတွက်ဦးစားပေးဖော်ပြသောကမ္ဘာသတင်းများဖြင့်ပလူပြန်နေပေသည်။ပြည်တွင်းစစ်ကြေပြန့်လာသည်နှင့်အမျှအမျိုးသားညီညွတ်ရေးပြိုကွဲရသည်မှာဓမ္မတာပင်မဟုတ်ပါလော။အမျိုးသားညီညွတ်ရေးပြိုကွဲလေနယ်ချဲ့နှင့်ပြည်ပကျူးကျော်သမားတို့ကသွေးခွဲတက်ရှုံဝင်ရောက်ရေးအတွက်တဲချီကြိုက်လေပင်မဟုတ်လော။ပြည်ချစ်ပုပ်ကိုကြီးလည်းဖြင့်နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားစာဆိုကြီးလည်းဖြစ်တော့ ဆရာကြီးတခင်ကိုရမိုင်းသည်အိုကြီးအိုမဘောကရောက်တော့လဲမနေတာပဲပြည်တွင်းစစ်စဖြစ်ပြီးရပိုင်းအတွင်းမှာပဲပြည်တွင်းစစ်ရစဲရေးအတွက်စိတ်ဆက်ဆွေးနွေးဖြည့်ရှင်းရန်ပန်ကြားခဲ့သည်ဆရာကြီးပန်ကြားချက်ကိုမရှောင်မလွဲသာ၍လက်နက်ကင်ပုံကန်ရသူများကကြိုဆိုကြတော့လဲပါစပလာဆိုရှယ်လစ်အစိုးရကမှအပြုတ်တိုက်ရေးကိုသာတွင်တွင်ဟစ်အော်နေပေသည်ဆရာကြီးသည်ပြည်တွင်းငြိမ်းချမ်းရေးတာမကကမ္ဘာငြိမ်းချမ်းရေးကိုလည်းကြိုးပမ်းပြန်သည် ကမ္ဘာငြိမ်းချမ်းရေးကွန်ဂရက်ကိုဖွဲ့စည်းကာဥက္ကဋ္ဌအဖြစ်တာဝန်ယူသည်တကုံတရားစသောလူငယ်စာရေးဆရာနိုင်ငံရေးသမားများနှင့်လက်တွဲခဲ့သည်ဆရာဗမော်သည်လင်းယုံသတင်းစာချန်နယ်တို့မှပြည်တွင်းငြိမ်းချမ်းရေးကမ္ဘာစစ်တားစီရေးကမ္ဘာငြိမ်းချမ်းရေးတို့အတွက်စိုက်လိုက်မတက်ရေးသားလှုံ့ဆော်ခဲ့လေသည်မခင်နေနဲ့ဝရံပြေအောင်ဖေမြိုင်ဝိထုရှေများသည်ပြည်တွင်းငြိမ်းချမ်းရေးကိုရည်ရွယ်ရေးသားထားခဲ့သည်ဟုသိရပါသည်။ဤနေရာတွင် ဆရာဗမုံဤစာပေအနှစ်သဘောကိုထုံငုံလိလလျင်ဆရာသည်နိုင်ငံရေးအတွေးခေါ်အပေါ်အခြေပြုပြီးရေးသားသည်ကိုတွေ့ရပေမည်။သူတွေးသောနိုင်ငံရေးအချုပ်သဘောဖြစ်သည့်နေချက်စန့်ကျင်ရေးဒီမိုကရေစီရေးငြိမ်းချမ်းရေးနှင့်လူတန်းစားပဋိပက္ခများ၏ပုံရိပ်များကိုအမှုပညာသတင်းစာပညာများဖြင့်ပေါင်းစပ်ဖော်ပြခဲ့ပေသည်။လင်းယုံသည်မုံတိုင်းတန်သောမြန်မာနိုင်ငံလူမှုရေးခွင်တဲတွင်ရုံးကန်ပြန်တန်းရသည်။ မိသားစုအရေးကိုဆွန့်လွတ်ကာစာပေအမှုပညာနိုင်ငံရေးရည်ရွယ်ချက်များအတွက်စိုက်လိုက်မတ်တပ်ဆောင်ရွက်ခဲ့ရာတွင်ကလောင်ကိုင်းတိုက်ပွဲဝင်ရုံသာမကတနက်ကိုင်းတိုက်ပွဲဝင်ဖို့ပင်ကြိုးပမ်းခဲ့ရဲဘော်၃ကြိမ်ဘဝကလေးကအကျင့်ပြည့်ခြင်းနဲ့အတ္တဆွဲကြည့်သောဘိုးနေဝင်းသည်1958ခုနှစ်ဖာဇပလအစိုးရအကွဲတွင်တမတော်အတွင်းမှာဆိုရှယ်လစ်စစ်ဘုံအချို့နှင့်ပူးပေါင်းကာအစိုးရအာဏာကိုတင်ပိုက်ခဲ့သည် ဘိုးအောင်ကြီးဘိုးမောင်မောင်ဘိုးတင်ဖေတို့နဲ့ပူးပေါင်းကတန်ရှင်းဖာစာပလအဖွဲ့ဥက္ကဋ္ဌနဲ့နိုင်ငံတော်ဝန်ကြီးချုပ်ဦးမှုအစိုးရထံမှနိုင်ငံတော်အာဏာကိုစစ်တပ်ဖြင့်အာဏာသိမ်းခဲ့သည်ထို့အကြံစီကိုတက်ကြွသောဒီမိုကရေစီလိုလားသူများအလို့သမားများကသိရှိသည်တန်ရှင်းအစိုးရပြည်ထောင်ရေးဝန်ကြီးဘုံမင်းခေါင်လည်းသိသည်သူကသူ့လက်အောက်ရှိစစ်ရဲတပ်ရင်းများဖြင့်ခုခံရန်ပြင်ဆင်၏ ဆရာဗမော်တို့အလုံသမားအင်အားစုလဲဗိုလ်မင်းခေါင်နဲ့ပူးပေါင်းကစစ်ပတ်အာဏာသိမ်းမှုကိုခုခံရန်ပြင်ဆင်ကြ၏။ဤကိစ္စတွင်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကသဘောတူရန်လိုအပ်၏။ဦးနုနှင့်တိုင်ပင်သောအခါဦးနုကလက်မခံခဲ့၍အစီအစဉ်ပြတ်ခဲ့ရသည်။ပြတ်ယုံမကကြံစည်သူများဖန်စီခံရပုံရှိုးရဖြစ်ကုန်သည်။စန့်ကျင်သောနိုင်ငံရေးသမားနှင့်ចောင်းသားများပထမအကြိမ်ကိုကိုကျုံတို့အပုတ်ခံခဲ့ကြရသည်။ ဆရာပမောကထို့သို့သောလူမျိုးလဲဖြစ်၏ထိုကိစ္စကိုလင်းယုံကြားနေ၌ဝင်တာမီယာနန်းတွင်လောက်ချံမှုကြီးဟုခေါင်းစဉ်တက်၍ရေးခဲ့၏ဆရာပမောသည်စာရေးဆရာသမဂစာပေကလပ်ဆရာကြီးမ၏ပြည်တွင်းဉာဏ်ချမ်းရေးအဖွဲ့စာသည်လူမှုစည်းရုံးများ၌လည်းပါဝင်လှူရှားခဲ့သေးသည်1963ခုနှစ်တော်လရေးကောင်စီအစိုးရနှင့်တော်တွင်းတော်လန်အင်အားစုများတွဲဆောင်ပွဲပြသသောအခါစေအစိုးရကအတိုက်ခံနိုင်ငံရေးသမားများ ငန်းချိုင်းလှုပ်ရှားသူများចောင်းသားများစုစုပေါင်း200ကျော်ကိုဒုတိယအကြိမ်ကိုကိုကျွန်းအကျဉ်းစခန်းသို့ဖမ်းဆီးပို့ခဲ့၏ထိုထဲတွင်ဆရာဗမောဆရာများတန်းတင်ခဲ့သို့သောစာရေးဆရာတို့လည်းပါဝင်၏ဆရာသည်မတရားကျွန်းပို့ခံရမှုမှလွတ်မြောက်ရေးကျွန်းဖြတ်သိမ်းရေးတိုက်ပွဲနိုင်ငံရေးအကျဉ်းသားများအစငတ်ခံဆန္ဒပြပွဲများ၌ပါဝင်ခဲ့ပေသည်လင်းယုံကမုံတိုင်းကိုဖျက်ရပြန်သည် ဆရာဗမော်နဲ့ပတ်သက်၍ဆရာဒဂုံတာယာ၏မှတ်ချက်ကိုအိန္ဒိယ၌မဖော်ပြကစောင်းပါမပြေဆုံးနိုင်ပေ။ဆရာဒဂုံတာယာကကိုတင်အောင်ရဲ့စာရေးပုံမှာအဆင့်၃ဆင့်ရှိတယ်။နုငယ်စဉ်ကအနုလစာပေကိုရေးခဲ့တယ်။နောက်မှာတော့တရုတ်ဖို့စာပေကိုရေးခဲ့တယ်။အရွယ်ရင်းလာတော့သဘောတရားအဘိဓမ္မာစာပေကိုဦးစားပေးရေးခဲ့တယ်ဟုမှတ်ချက်ပြုခဲ့ပေသည်။ ဂျွန်လမိုးတက်မုန်တိုင်းများကြောင့်မွေးဖွားလာပြီးမြန်မာနိုင်ငံနိုင်ငံရေးမုန်တိုင်းပြင်းထန်မှုများကြောင့်မှကြီးပြင်းရုံမကပြည်သူလွတ်မြောက်ရေးတော်စာရေးဆရာသတင်းစာဆရာအဘိဓမ္မာရှင်းလင်းပြသူအဖြစ်ဆရာသည် မရှိမနာဆွန့်လွတ်မှုအမျိုးမျိုးကြားကဖြတ်တန်းဆောင်ရွက်ခဲ့သည်အကြီးဆုံးနှင့်အခြေခံအကျဆုံးဖြတ်တန်းမှုမှာမိမိအတ္တအကျိုးစီးပွားကိုပိုင်ပိုင်နိုင်နိုင်ရိုက်ချိုးနိုင်စွမ်းပင်ဖြစ်၏ဆရာသည် ကွယ်လွန်ကနေမှာပဲပြည်သူလူထုနဲ့လူငယ်အစ်များအတွက်အမှားစကားထားရခဲ့ရန်တတိမပေါ်ခဲ့ပြီလူတယောက်ရဲ့တန်ဖိုးဟာသူ့ဖြတ်တန်းကြော်လွားနေရတဲ့ခစ်ကြီးကသူ့ပခုံးပေါ်တင်ပေးလိုက်တဲ့သမိုင်းတာဝန်ကိုသူဘလောက်တဲဘူးထမ်းဆောင်ခဲ့တဲ့ဆိုတဲ့အချက်နဲ့တိုင်းတာရမှာပဲဟူ၍မှားချခဲ့လေသည်လင်းယုံသည်မုံတိုင်းများချပြန်တန်းရင်းမိမိကိုမိမိချင်းမုံပြင်တွင်ပြန်ကြည့်ရန်လဲ မမေ့မလျော့ခဲ့ပေ1980ပြည့်နှစ်တဝိုက်ကတရုတ်ပြည်ရင်ကျေးမှုဒေါ်လာရေး၏ကရက်မြမစာပေလောကသို့ရိုက်ခတ်ခဲ့၏စာပေလူငယ်တစုကမိုးကျုံမုံတိုင်းစာဆောင်ထုတ်ပြီးဆရာတကုံတရားဆရာပမောတန်အောင်ပါဝင်အချို့စာရေးဆရာတို့၏ရေးသားခဲ့သောစာအုပ်များကို ဝေဖန်တိုက်ခိုက်ကြ၏သူစဉ်ကဆရာပမောကသူလူငယ်တို့အပေါ်အပြစ်မတင်ဘဲသူ့ကိုယ်သူဝေဖန်ရေးဆန်ဆန်ပြောသည်မှာ မိမိကအမှန်ရှိမှရက်ပြီးကြည်လိုက်တော့မှကိုတသက်လုံးတိလာခဲ့တဲ့လက်ဝဲလက်ဟာလက်ရလက်ဖြစ်နေပြီးလက်ရလက်ဟာလက်ဝဲလက်ဖြစ်နေတာသတိပြုမိတယ်ဗျာဟုသူ့အားမိုးကျုံမုံတိုင်းနဲ့ပတ်သက်၍မေးမြန်းသူများကိုခြေချဘူး၏ဆရာဗမော်သည်ဝေဖန်ရေးနှင့်ပတ်သက်၍သူတစ်ပါးဝေဖန်ရေးထက်မိမိကိုယ်ကိုဝေဖန်ရေးကအရင်စတဲ့သည်ဟုအမြဲပြောတတ်ပေသည်ဆရာဗမော်သည်ကိုကိုချုံရက်၄၀အစာငတ်ခံတိုက်ပွဲ ရက်40နာကတ်လာချိန်မှာတခြားရဲဘော်များကဲ့သို့ခွန်အားဆောက်ရုပ်ပြီးမရဏလမ်းသို့တရွေ့ရွေ့နီးကပ်လာခဲ့၏ထို့စဉ်ထောင်ထုံးစံအတိုင်းထောင်အာနာပိုင်နှင့်ဆရာဝန်ကစေကူတမှုခံယူနိုင်ကြောင်းချင်းကပ်ပြောဆိုကြ၏လင်းယုံကနောက်ဆုံးထွက်သက်အသည့်တိုက်ပွဲဝင်သွားမယ်ဟုပြက်ပြက်ပင်ပြန်ကြားခဲ့သည်ထို့သောသူ၏စာပေအမှုပညာရည်တည်ချက်က ပြည်သူအကျိုးစီးပွားမှတဖွာမှမခွာသေးမှတေကြာလှပေသည်ဆရာဗမောသည်မိမိနှင့်အယူဆအတူတူများ၏ချစ်ခင်လေးစားမှုကိုသာခံယူခဲ့ရသည်မဟုတ်ပေမိမိနှင့်အယူဆမတူသူများ၏လေးစားချစ်ခင်မှုကိုခံယူမှုရရှိခဲ့သည်တခါကဝင်းကြီးချုပ်ဦးနှုတ်၏အကြံပေးရာရှိ ICU ဦးအောင်ပင်လျင်လင်းယုံအားအလုံးခင်၏ ကျမ်းမာရေးနဲ့ပတ်သက်၍ပေကပ်နေသောလင်းယုံအေးယောဂအခြေအနေကိုစိုးရိမ်တကြီးဖြစ်ကတိုက်တိုက်တွန်းတွန်းဆေးရုံပူခဲ့သူမှာဥအောင်ပင်ဖြစ်သည်မြမလူမျိုးများ၏ဓလေ့ထုံတမ်းအရာအာသုဘနှင့်ပတ်သက်သောပစ္စည်းများကိုတတ်နိုင်သမျှအိမ်မှမထားဝန်ကြပေဆရာအာသုဘအခမ်းနာကနှင်းစီပန်းနီနီများကို လူများကအိမ်ပြန်ယူသွားချခြင်းမှာဆရာအပေါ်ချစ်မြတ်နိုးလေးချမှု၏အထောက်အထဲဟုဆိုခြင်းပေသည်ဆရာသည် တစ်ချိန်ကနိုင်ငံရေးစကားနဲ့ဆိုတော့နေလဲနေခြုံလဲခြုံတော့ပုတ်ကိုဟု ဆိုရပေမည်။ဆရာသည်အတွေ့ခေါ်အရာနိုင်ငံရေးအရာနိုင်ငံရေးဘောဂဗေဒအရာစီယုံရေးအရာလူဒန်းစားရန်ကပြက်ချင်းအဖြစ်အနေရောင်လွှမ်းခြုံတားသည်ဟု ဆိုရပေမည်။တပန်ဆရာအာသူဘအားလူဒန်းစားပေါင်းစုံပြည်သူများနဲ့ ဘာသာအသီးသီးမှပုံကူများလာရောက်ပို့ဆောင်ကြခြင်းကိုကြည်ခြင်းအားဖြင့်ဆရာစာပေနှင့်နိုင်ငံရေးဩစာအတိုင်းဝိုင်းကိုကောင်းစွာခမန်းနိုင်ပေသည်သို့သောဆရာသည်နေယုံတယ်မကစာပေအမှုပညာအရေးသားများ၌လည်းခြုံထက်၏ထို့ကြောင့်လည်းဆရာ၏မြန်မာနိုင်ငံသမိုင်းစာအုပ်များနှင့်ပတ်သက်၍ဆရာကြီးဒေါက်တာတန်းထွန်းက သူသာပါရဂူဘွဲ့ပေးပိုင်ခွင့်ရှိလျင်ဆရာပမောအားဒေါက်တာဘွဲ့ပေးခြင်းပါသည်ဟုမှတ်ချက်ပြုကြောင်းကြားသိရသည်ဆရာ၏အဘိဓမ္မာကျမ်းများဖြစ်သောတဘာဝသိပ္ပံကျမ်းကိုအကြောင်းပြု၍မန္တလေးသူဈေးပညာပါမောက်ခဒေါက်တာတော်မြင့်မြင့်ခင်ကစာပေပညာရှင်လောကတွင်စစ်စစ်မှန်မှန်လေးပေးမည်ဆိုကအလွန်တရာရာခဲလာသောဂုံလူဆောင်စာပေပညာရှင်လရိတ်ဆိုသောဘွဲကိုဆရာပမောအားချင်းမြင့်တင်ကြောင်းဆိုခဲ့ပေသည် လင်းယုံသည်မွေးဖွားချိန်မှကွယ်လွန်ချိန်အတွင်းမုံတိုင်းများကြမှနောက်သို့ခြေတပေါ်ဝါဆုပ်၍မြရက်တီခြင်းမပြုတ်ဘဲနီလဲနီခြုံလဲခြုံစိတ်တက်ဖြင့်ရက်တီသွားခဲ့သည်ဆရာပခုံးပေါ်တင်ရှိလာသောသမိုင်းတောင်ဝန်ကိုအသက်ဆုံးတိုင်ကြေပွန်စွာထမ်းဆောင်ခဲ့သည်တာမန်ထမ်းဆောင်ရုံတည်းမဟုတ်ဘဲမြမစာပေသမိုင်းတွင်နိုင်ငံရေးနှင့်အမှုပညာပေါင်းဆက်ပြီးစာပေလောကတွင် ပြည်သူ့လွတ်မြောက်ရေးစာရေးဆရာအဖြစ်ဆရာကြီးတခင်ကိုယ်တော်မိုင်းဆရာတကုံတရာတို့နဲ့အတူရက်တီဦးဆောင်ခဲ့သောစာစုခေါင်းဆောင်အဖြစ်ပေါ်ပြရင်2025ခုနှစ်ဇွန်လ9ရက်တွင်ပြည့်မြောက်သည့်109နှစ်ပြည့်ကိုကြိုဆိုတင်ပြလိုက်ရပါသည်ရခုမြဝေတင်ဆက်ပေးသွားတဲ့ဆရာပမောတင်အောင်ရဲ့ဆောင်းပါးကိုတော့အိုးဝေစာဆောင်ကနေပြန်လဲမြဝေတင်ဆက်ပေးတာဖြစ်ပါရဲ့ရှင်။အဆုံးထိနားဆင်ပေးကြလို့အထူးပဲကျေးဇူးတင်ပါရဲ့ရှင်။